Hello အနေပြောပြအောင်မယ်။မွေးလည်းလည်းမတင်သေးချင်ဘူးတော့။ကျိုးပြောတာသိလား။အတွဲတွေတို့လေးလင်းမယားတွေတို့သိလား။ဖုန်းကိုလေး view ဆိုင်ကြစမ်းမှာဖုန်းကတ်တူပါတို့ဘောနော်။ဥမာ ဖုန်းဒီကိုရီးစားပဲဖြစ်ဖြစ်တနေရတခြားနေရတခုမှာဘောနော်။တတ်တခွဲနေရတယ်လင်းမယားပဲဖြစ်ဖြစ်ဘောနော်။အဆက်အသွယ်မရဘူးခိုင်းပုံမှန်တော့ဆက်သွယ်ပေါ့အဆက်အသွယ်မရဘူးဘာညာဆိုရင်ဒီကြာကြာနေတယ်ဒီလား ဖုန်းပြတ်သွားလို့ဖုန်းနိုင်ခံရလို့ပေါ့နော်အဲဖုန်းပြတ်သွားလို့ဖုန်းကွဲသွားလို့အဲအဲ့လိုမျိုးအကြောင်းပြချက်ပေါင်းစုံနေပေါ့နော်မဆက်သွယ်တာပါဆိုပြီးတော့သူကရှင်းပြကြတာပေါ့ကွာသိလားဆော်တို့မိမတို့သိလားပြောပြအောင်မသိလားတကယ်တမ်းကြတော့လေဖုန်းနိုင်ခံရရပြက်ပြက်ပြောက်ပြောက်သိလားတကယ်တမ်းပထမဆုံးဆက်သွယ်ရမှာကိုမိမမဟုတ်ဘူးလား ကိုစုံမဖူးလားစိတ်ဖူရမယ့်လူတွေကလောင်တဲ့လူတွေသိလားလောင်တဲ့လူတွေကိုတကယ်အစ်စ်မှန်ဆိုရင်စိတ်ဖူရင်စိတ်ဖူတတ်တဲ့လူတွေကစိတ်ဖူရင်လောင်မယ်လောင်မဲ့လူတွေကိုအရင်ဆုံးဆက်သွယ်ရမှာသိလားအဲ့လိုမျိုးတကယ်တမ်းဆိုလို့ရှိရင် ဖုံးပြောက်တာတို့ဘာလို့ရဲစခဲဆိုတာတော့နောက်မှသွားမှာသိလားကို့မှာလူကွာတယောက်แท้နေတာမဟုတ်ဘူးအဲ့အကြောင်းပြချက်နဲ့တော့မဆက်သွယ်လို့မရဘူးသိလားလူကတယောက်แท้နေတာမဟုတ်ဘူးကို့မှာအပေါင်းအသင်းနေရှိတယ်အနီးနားမှာဖြစ်ဖြစ်ဘသူရှိဘယ်ဖုံးကနေပဲဖြစ်ဖြစ်ကို့မိမ့်မကို့ရီးစားရှိကိုအရင်ဆုံးဆက်ရမှာ ရေးသုံးဆက်မှာဖုန်းနံပါတ်လောက်တော့မှတ်ထားမှာလေမှတ်မိတယ်မလားဟုတ်တယ်ကိုရီးသားကိုမိမရဲ့ဖုန်းနံပါတ်လောက်တော့မှတ်မိတယ်မလားအကူညီတောင်းပြီးတော့ဆက်ရဲစခန်းတော့ဘာလို့ဆိုနောက်မှသွားနောက်မှပြောအဲ့ဒါတွေကဘာမှမလာဘူးကိုလာတိုင်မှာကိုလာပြောမှသိမှာเนาะအဆက်အသွယ်ပြတ်သွားပြီဆိုတော့ ਨੇ လောင်မဲ့လူတွေကိုအရင်ဆုံးဆက်တော်ရမှာမဟုတ်ဘူးလား အဲ့လောက်မှဟိုမသိတာတော့မဖြစ်နိုင်ဘူးเนาะတကယ်တမ်းကြာတော့သိလားမသိတာမဖြစ်နိုင်ဘူးအဲ့ဒါမဆက်သွယ်ခြင်းလို့ကိုမဆက်သွယ်တာတော့လူကတယောက်တည်းနေတဲ့လူရှိလို့လားကဲ တယောက်ထဲစင်တဲ့နဲ့လူရှိလို့လားတွေ့တဲ့ရှိအနေအကူညီတောင်းပြီးတော့ဟာငါဖုံးဖြောက်သွားတယ်ဆိုတာကိုအရင်ဆက်ရမှာမဟုတ်ဘူးလားဥမာအဲ Facebook အကောင့်လေးရှိတယ်ကွာသိလားအမျိုးမျိုးပြဿနာမျိုးစုအမျိုးစုံရှိတယ်ဖုံးပြောက်သွားလို့ရှိရင်သိလားဖုံးပြက်သွားလို့ရှိရင်အရင်ဆုံးဆက်သွယ်ရမှာကိုယ်နာမှာရှိတယ်ကိုယ်တကယ်လောင်မဲ့လူကိုအရင်ဆုံးဆက်သွယ်ရမှာမဟုတ်ဘူးလားအဲ့ကြတော့ဖုန်းကတကယ်ပဲပျောက်ပျောက်ပြက်ပြက်ကွဲကွဲခွဲခွဲเนาะ အရင်ဆုံးဆက်သွယ်ရမှာကိုမိမနဲ့ကိုစောပဲเนาะအဲ့ဒါအောင်မှမဆက်သွယ်ဘူးဆိုလို့ရှိရင်မချိန်တတ်နဲ့အဲ့ဒီအကြောင်းပြချက်နဲ့တင်တခုခုရှိနေပြီလို့လဲတွေးလို့ရတယ်ကို့ကိုမဆက်သွယ်ခြင်းလို့လဲဖြစ်နိုင်တယ်လေသိလားဖြစ်နိုင်တယ်เนาะเนาะကို့စိတ်ထဲမှာတခုခုထင်းနေပြီဆိုလို့ရှိရင်မိန်းကလေးတွေအဲ့ထင်းနေတာအဲ့တိုင်းပဲဟုတ်တယ်အမှန်ပဲထင်းနေတဲ့အတိုင်းအမှန်သာများတယ်เนาะသိလား ဟုတ်ပြီးတော့အဲ့ဖုန်းနဲ့ပတ်သက်ပြီးကိုတွေကအတွေ့အကြုံတွေကများနေပြီသိလားဟာကို့အတီတငယ်ချင်းတွေထဲမှာဆိုလဲအမေသိလားသူတို့ဘာသူသူတို့စော်စရားတွေကတ်ထားပြီးတော့အဲ့စော်စရားတွေကတ်အဲ့စော်တွေကိုဖုန်းနံပါတ်တွေအဲ့ဖုန်းနံပါတ်တွေပေးပြီးအဲ့စရားတွေကဆက်ပြီးမလားခဏတိုင်းဆိုတော့မရနဲ့ကြတော့ပုံမှန်ကြတော့အဲ့ဖုန်းကတ်ကြီးကိုနှုတ်ပြလိုက်ရောသိလား တော့ပြစ်လိုက်ပြီးခါကြမိမမေးတော့ဗာဟဲ့အဲ့ဖုန်းကဘယ်မှာတော့အဲ့ဖုန်းနဲ့မတော်ရှင်ဖုန်းနဲ့မကြည့်ပါငါဒီဖုန်းပြောင်းသွားပြီဗာလို့တူတူနေနေတာနော်အဲ့လေးမင်းကအဲ့ဒါဒီဖုန်းပြောင်းသွားပြီဗာညာဆိုတော့အရင်ဖုန်းကပါဘူးလို့အဲ့ဖုန်းကကလိုင်းမမီလို့တဲ့လိုင်းမမီတော့လို့တဲ့ဒီနေရာမှာဒီနေရာမှာနေနေတာသူတယောက်တည်းလိုင်းမမီတာအဲ့ဖုန်းကကသိလားဟောကို မပြောမနဲ့ကိုဖုန်းကလိုင်းမမီဆိုကိုမိမသိနေမှာပဲလေတကယ်တမ်းလိုင်းမမီတော့နှုတ်ပြတဲ့ဆိုလိုင်းလေယုံနေနေသိလားယုံနေနေကိုရဲ့အတွေ့အကြုံအမှန်တော့မဟုတ်စရားတွေကများပြီးတော့မနိုင်တော့တာခွာသိလားကိုစရားတွေကိုမနိုင်တဲ့ခါကျဖုန်းကလွတ်ပြတဲ့အဖို့တွေတသက်ရှိတယ်ဖုန်းနံပါတ်တွေပြောင်းသွားရင်လည်းနည်းနည်းစဉ်းစားရမယ်နော်အိမ်ကမိမတွေသိလား sorry ရောအကုန်လုံးတော့ဖုန်းနံပါတ်တွေကိုအကြောင်းပြချက်တိတိကျကျမရှိဘဲနဲ့ပြောင်းသွားတယ်ဆိုနည်းနည်းစဉ်းစား နော်ကိုထင်ထင်တဲ့အတိုင်းပဲလို့အဲ့ဒါမှန်တယ်လို့သိလားဟောအိမ်ကယောက်ျားဆိုလို့ရှိရင်ဟိုးရင်းနှုံးကတော့ဝယ်ထားတဲ့ဖုန်းနံပါတ်ကြည့်ရလေသိလားအဲ့လိုမျိုးတွေသူကသူဘယ်စရာတွေကမှန်မသိပါဘူးကိုယ်ရဲ့သိလားအဲ့နံပါတ်ကိုဟိုအကြောင်းမြတ်ထားအကြောင်းမြတ်ပြီဘယ်ဖုန်းနံပါတ်မှမထည့်ရဘူးနော်ဘယ်ဖုန်းနမမမထည့်ရဲဘူးအကြကြီးပဲအဲ့ဖုန်းကတ်ကိုထုတ်တာပြီးတော့မကုံးရဲတာမသုံးရဲတာသိလားအဲ့ဒါပြောက်သွားတာလို့လို့ဘာလို့ဟဲ့ပြတ်သွားပြန်လျှောက်ဖို့ဆိုလဲဟိုးလို့ဒီလို့ဝေ့နေတာနှစ်ပေါင်းအကြကြီးနော် အဲ့ဖုန်းကကို ပြီးမှဘယ်ချိန်မှသုံးလဲဆိုကြာကြီး6နှစ်9နှစ်လောက်ကြာမှအမေအဲ့ဖုန်းကကိုပြန်လျှောက်တဲ့တော့သိလားပြန်လျှောက်ပြီးတော့မှဟိုဘယ်လိုကောင်းမလို့ iPhone ကိုပြန်ထည့်ရဲတာ6နှစ်9နှစ်ဆိုတော့ကြည့်ရတာဇာတ်ရည်လဲအဲဘာလို့အဆက်ပြတ်လောက်ပါပြီယူဆလို့လာတော့မသိဘူးတရားဆက်သက်လိုက်တာသမားဒီဗီဒီယိုမျိုးရှင်သူ sorry တိလားဟိုးရင်အသူဖုန်းပေးခဲ့ဘူးတဲ့ဖုန်းလေးစိတ်တယ်လို့စိတ်တယ်နော်အဲ့ဒါကြောင့်ဖုန်းနဲ့ပတ်သက်ပြီးလို့ရှင်တော်တော်လေးသတိထားနော် အဲ့အကြောင်းပြချက်တွေကဘောင်းစုံပေးရနော်သူတို့တွေကသိလားနော်ဖုန်းကလိုင်းမမီတော့တာနဲ့နော်ဖုန်းကက်ကပြက်သွားတာတွေဘာအကြောင်းပြချက်တွေနဲ့မှန်းလည်းမသိဘူးနော်အဲ့ဟိုအဲ့ဖုန်းနံပါတ်ကိုပြောင်းသွားရင်လည်းတတိထားကိုယ်မဆက်သွယ်ဘူးဖုန်းကဘာနိုင်ကန်လို့ဘာညာဆိုရင်လည်းတတိထားနော်ယောက်ျားလေးအနေနဲ့ကလည်းဘာဖြစ်ဖြစ်အဲ့ဖုန်းမှာဖြစ်ဖြစ် along line တွေကိုအရင်ဆုံးဆက်သွယ်ရမှာလေဟုတ်တယ်မလားအရင်ဆုံးကိုယ်ကိုတတိမရဘူးဆက်သွယ်ဖို့တတိမရဘူးဆိုရင်ကိုကအဲ့ဒါအတိခတ်လို့မရတော့ဘူးသိလား နော်ကိုလေးမင်းကလေးတော်တော်သတိထားနော်သူတို့ပြောသမျှဟုတ်ထင်ကိုစိတ်ထဲမှာတခုခုမှလားမတင်ကဖြစ်နေကိုစိတ်ထဲမှာထင်းနေအေးအတိုင်းမဲအတိုင်းမဲအတိုင်းမဲလို့သာမှန်နော်ရှောမတနေကြအကောင်းပြောတာမျက်ဝေစရာရှိသေးတယ်ဌာနကြရင်ပြောပြမယ်သီလား